ဟယ်လိုအားလုံးမင်္ဂလာပါဖူဖူမချန်ကနေကြိုဆိုပါရစေဆိုတော့ဒီနေ့ညမှာဆိုလို့ရှိရင်ကလပ်ဘောကပ်ပွဲစဉ်နေအဖြစ်ပေါ့နော်ဒေါ်မွန်နဲ့ဒါမွန်ထရီတို့ကလည်းမနေ့ပြန်မနေ့ကျွန်တော်တို့သာ9နာရီခွဲမှာကစားကြမယ်ဒါမန်ချက်စတာစီးတီးဒီမနေ့ပြီးသွားတယ်လို့ပဲပေါ့နော်အဲ့ဒီမတိုင်ခင်ကျွန်တော်တို့သာ10နာရီခွဲမှာဆိုလို့ရှိရင်ပွဲကောင်းတစ်ပွဲဖြစ်တဲ့ရီယယ်မက်ဒရစ်နဲ့ဂျူဗင်တက်စ်တို့ကကျွန်တော်ရှင်ပြန်ကစားကြမယ်ဆိုတော့ သူတို့အနေနဲ့ဒီ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 ဟွာကဒီပွဲကတော်တော်ကိုကြည့်ကောင်းပါပါဆိုတော့ဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်ကပွဲကြိုပွဲကြိုသုံးသက်ချက်ကျွန်တော်ပြောကြည့်အောင်မနော် Real Madrid ကတော့ကျွန်တော်လက်ရှိမှာ Juventus ကိုဒါထိတ်တိုက်တွေ့မှာဖြစ်ပြီးတော့သူ့ရဲ့အုပ်စု H မှာ Real Madrid ဟာအဆင့်1နေရာကနေပြီးတော့ကျွန်တော်ကနောက်တစ်ဆင့်ကိုတက်လာတာဖြစ်တယ်သူတပင်းတော့ဒီပထမဆုံးပွဲဖွင့်ပွဲမှာပေါ့နော်ကျွန်တော်အဲဟီလာကိုရှုံးနေအပြီးအပြီးမှာ Real Madrid ကလက်ကျန်2ပွဲစလုံးကိုသူတို့နိုင်တယ်နိုင်ပြီးတော့ကျွန်တော်ကဒီတိတက်လာတယ် ဟိုဂျူဗင်တက်စ်ရဲ့ဘက်ကတော့အုပ်စုကြီးလက်ရှိထွက်သွားပြီဖြစ်တဲ့မန်ချက်စတာစီးတီးတို့ပါတဲ့အုပ်စုကြီးမှာသူဟာစီးတီးရဲ့အောက်ဒုတိယနေရာကနေဂျူဗင်တက်စ်က၃ပွဲမှာ၂ပွဲနိုင်၁ပွဲရှုံးဆိုတဲ့ပုံစံနဲ့သူတို့ဒါကျွန်တော်တက်ခဲ့တယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီဂျူဗင်တက်စ်ရဲ့ဘက်ကတော့လက်ရှိအဆင့်နှစ်နဲ့သူတို့တက်ခဲ့တာဖြစ်နေတဲ့ရီယယ်မက်ဒရစ်နဲ့ထိပ်တိုက်တွေ့တယ် sorry ရီယယ်မက်ဒရစ်ကကျွန်တော်ရှုံးတာမဟုတ်တည်ရကြတာအေဟီလာကိုတည်ရကြတာတည်ရကြပြီးတော့ဒါဆေးစပက်တို့ဘောနော်ကျွန်တော်ဘာလို့ကို၂ပွဲစလုံးကိုသူတို့ကနိုင်တာရီယယ်ကရှုံးခွင့်မရှိဘူးရီယယ်ကဒီအတွက်ဘောနော် ကျွန်တော်နောက်ဆုံးနှစ်ပွဲကိုတချောက်နိုင်ထားတဲ့နေရာမှာလဲ Real Madrid စီကနေပြီးတော့တကယ်ကောင်းတဲ့ performance တွေကျွန်တော်တွေ့ရတယ် Juventus ရဲ့ဘက်ကလည်း Manchester City ကိုရှုံးမိမယ်လို့သူကနေသူတကယ်ကောင်းတဲ့ performance တွေသူတို့ပြထားတယ်။ဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒါ Real Madrid ကို Juventus ကနိုင်အောင်ကစားနိုင်ပါမလား။ Juve အနေနဲ့ Manchester City နဲ့ပွဲမှာနှစ်ဂိုးသွင်းနိုင်ခဲ့ပြီမဲ့သူတို့ဘာမှန်ကိုထူးထူးခြားခြားကြီးအများကြီးပေါ့နော်လုံနိုင်ခဲ့ခြင်းကျွန်တော်မရှိဘူး။သူတို့လက်ရှိနီးပြားဖြစ်သူဒူရောရဲ့လက်အောက်မှာဆိုလို့ရှိရင်စနစ်တည်းအမျိုးမျိုးသူတို့ပေါ့နော် ပြိုင်ဘက်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဒါပြောင်းသုံးနေတာကျွန်တော်တို့ရှိတယ်။ဝင်လည်းမှလည်းလူကာတက်ဒီလို့ပြန်ပြီးတော့နေရာရလာပြီ။နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဝက်စတန်မက်ကင်းနီတို့လိုကစားမတွေလည်းကွင်းလည်းမှာကစားနေတော့မယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ဒါကူမိုင်နာတို့ကာဘိုလိုကစားမတွေတိုက်စစ်မှာလည်းဒူဆန်ဘလာဟိုဘစ်ကိုကျွန်တော်တို့ဒါပြန်ပြီးတော့ကျွန်တော်တွေ့နေရပြီပေါ့နော်။ဆိုတော့နောက်တန်းမှာလည်း၃ယောက်ပြောင်းပြီးတော့ကစားတဲ့ပွဲစဉ်တချို့လည်းကျွန်တော်ရှိတယ်။ အစွန်မှာလဲကော်စတာလိုလိုကစားမားတွေနဲ့ဂျူဗင်တက်စ်မှာကအစုဖွဲ့အသစ်တွေနဲ့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါတူရကီသားလေးပြည့်တဲ့ဒါကီနန်ယယ်ဒစ်တို့လိုကစားမားတွေလည်းကျွန်တော်ရှိနေတယ်ကက်ဖရန်တူရန်တို့လိုမျိုးကွန်းလေးကစားမားတွေနော်ပြီးတော့အန်ဒရီယာကမ်ဘီယာဆိုတို့ဆိုတော့သူကနေသူတွေကျွန်တော်ရှိတယ်ပြည်ဒါပေမဲ့ရီယယ်မက်ထရစ်လိုမျိုးဂျေဒီဂျေကစားမားတွေတော့ကျွန်တော်တို့ဒါနေရာတိုင်းမှာရှိနေတဲ့အခြေအနေမျိုးတွေကျွန်တော်မဟုတ်ဘူးဂျူဗင်တက်စ်က position အသာစီးနဲ့ယူပြီးတော့ကစားရတဲ့အသင်းနဲ့ဆိုလို့ရှိရင်သူတို့ဟာနောက်ပိုင်းမှာကျွန်တော်ရုံးကန်ရတယ်ဆိုတော့အထူးသဖြင့် Real Madrid ကလည်း နီးပြပြတဲ့ဂျာဗီအလွန်ဆိုရဲ့လက်အောက်မှာဆိုလို့ရှိရင်သူတို့ထင်သလောက်အထိပေါ့နော်ကျွန်တော်တို့ကအများအားကြီးတိုးတက်လာတာမဟုတ်ပေမဲ့ကာလိုအန်ချလိုတီရဲ့လက်အောက်ကလည်းမတူပြီးတော့တိုးတက်မှုရှိတဲ့လက္ခဏာတချို့အလွန်ဆိုရဲ့ဘယ်လိုပြောမလဲအလွန်ဆိုတိဆောက်ခြင်းတွားခြင်းတဲ့ပုံစံလက္ခဏာတချို့ကိုကျွန်တော်တွေးရတယ်။အဲကြောင့်ပေါ့နော်ဂျူဗင်တက်စ်ကိုလည်းသူတို့ကောင်းကောင်းဒုက္ခပေးဖို့တတော်အခြေအနေရှိရုံမှာပဲနှစ်သင်းစလုံးဟာရာသီဥတုရအခက်တွေ့နိုင်တယ်။ဒါပေမဲ့လူပလီယာ quality အခြေအနေ quality ရကျွန်တော်ကြည့်ရမှာပဲ။အဲတော့ real metric ကတော့ လက်ရှိဟိုအလွန်ဆိုကစားခြင်းတဲ့ပုံစံတိုင်း100%ဘာကြီးအပြည့်ဝအံဝင်ခွင့်ကြဖြစ်နေတာတော့ကျွန်တော်မဟုတ်ဘူးဘာလို့လဲဆိုတော့တို့အနေနဲ့ဟို sales bet တို့ဘာလို့လဲကစားခဲ့တော့ငါလဲ 3C ဆိုတဲ့ဂိုးရီတာကျွန်တော်ပြက်ခဲ့တာဟိုဘယ်လိုပြောမလဲပြိုင်ဘက်ကိုဂိုးပေါက်ချင်းချောင်းမှုချင်းဘာချင်းကတိတ်ချားနာခဲ့တာကျွန်တော်မဟုတ်ဘူးเนาะဆိုတော့ပြိုင်ဘက်ပေါ်မှာလဲဟိုပြက်ပြက်တတဆူလို့ဘောလုံးပိုင်ဆိုင်မှုအသာစီးတွေဘာတွေနဲ့ကျွန်တော်တို့ဒါမြင်တွေ့ခဲ့ရတယ်ကျွန်တော်မဟုတ်ဘူးဆိုတော့ real metric အနေနဲ့လည်းအဲ့ဒါကြောင့်ပေါ့နော်တိုက်စစ်ကထိရောက်တဲ့အတုံးချမှုတွေကြောင့်တာ ကိုယ့်ရဲ့ရလကအများကြီးအပြောင်းလဲဖြစ်သွားတာဆိုတော့ဒီမှာလဲဗီနီတို့ဂိုးသွင်းတာတွေပြန်ပြီးတော့မြင်ရအောင်မလားအဲ့ဒီ sales back နဲ့ပွဲမှာလဲ bravery တို့လိုဂိုးသွင်းတာမျိုးတွေ gonzalo garcia တို့ဂိုးသွင်းတာတွေကျွန်တော်မြင်ရတယ်လို့ပဲဒီပွဲမှာထပ်ပြီးတော့မြင်ရအောင်မလားကျွန်တော်ကြည့်ရမှာပဲအလွန်ဆိုကတော့ဘယ်လိုပြောမလဲ၄ -2-3-1 ပဲဖြစ်ဖြစ်၃ -4-3 ပဲဖြစ်ဖြစ်ပေါ့နော်3-5-2ပဲဖြစ်ဖြစ် ူဟာနဲ့သူကြဟိုသားစားတာပြအောင်ကျွန်တော်တို့ဒါကစားနေတယ်သူတပင်ကွင်းလေကိုခိုင်ခိုင်မာမာလူကျင်တယ်ပြီးရင်စန်တာဘက်၃ယောက်ထဲကစန်တရယ်စန်တာဘက်မှာကစားတဲ့ကစားမကိုဘောပလင်း ability ကောင်းကောင်းရှိကျင်တယ်ဒါကြောင့်သူကခံစစ်မှုစစ်စစ်တဲ့ချူအမနီတို့လိုကစားမတွေကိုထားသုံးပြီးတော့ချူအမနီကရှိကိုတက်သွားတာမျိုးနော်ပြီးလို့ရှိရင်ဘယ်လင်ငန်ဒါမှမဟုတ်အာဒဂူလေလိုကစားမမျိုးကတိုက်စစ်နှစ်ယောက်နဲ့တွားပြီးတော့ပေါင်းတာမျိုးဒါမှမဟုတ်ဒီကျွန်တော်တွေ့ရတာခန်းစစ်အားနေပါလေဆိုတဲ့အာနိုးကလည်း ဝင်းဘက်စ်မှာကစားတဲ့အချိန်မျိုးမှာတစ်ချိန်လုံးခံစစ်မှာကစားရတာမဟုတ်ဘဲနဲ့သူ့ရဲ့တိုက်စစ်အည်သွေးတွေဘောလုံးပေးပမှုအည်သွေးတွေကိုသူပြနိုင်တယ်เนาะအစွန်မှာသလို့ရှိရင်အတက်အတက်စင်းမြန်တဲ့ Frank Garcia တို့လိုကစားမတွေကျွန်တော်ရှိရယ်ကွင်းလယ်မှာလည်း Valverde တို့ Bellingham တို့လူငယ်လေးဖြစ်တဲ့ Arteaga တို့လိုကစားမတွေကျွန်တော်မြင်နေရတော့မယ်တိုက်စစ်မှာလည်း Garcia တို့ Vini Junior တို့ကျွန်တော်ရှိတယ်လို့သူတို့အရန်မှာသလို့ရှိရင်လည်း Brian Diaz တို့ကစားမတွေကျွန်တော်ရှိတယ်ဒါတော့မှကျွန်တော်တို့အနေနဲ့ပေါ့เนาะတချို့ Kylian Mbappe တို့ဘာလို့ကပါဖို့အတွက်မသေးကြသေးဘူး ။နောက်ဆိုတော့ဘာမီရိုဘာလို့မပါသေးဘူးဒါတော့မှဒါကြောင့်ကျွန်တော်ကြည့်ရင်ရီယယ်မထွက်အနေနဲ့လဲပေါ့နော်။အလွန်ဆိုရဲ့လက်အောက်မှာအလွန်ဆိုလူချင်းတဲ့ပုံစံတိုင်းတော့သူတို့ပုံဖော်ခွင့်တော့ကျွန်တော်ရပြီ။ဆိုတော့ Rejuvenate ကိုသူတို့အနိုင်ယူပြသွားမလား။ Juvenate တော့ပို့ပြီးတော့အများကြီးကောင်းတဲ့ quality တွေကျွန်တော်ရှိတယ်။ဆိုတော့ကျွန်တော်နီးပြတဲ့ရဲ့လက်အောက်မှာဂျူဗင်ကိုထပ်နာပြီးတော့နောက်တစ်ဆင့်ကိုရီယယ်မထွက်တက်နိုင်မှာပါတက်နိုင်မလားဗောလေလက်ရှိကလပ်ဘောကပ်မှာကမထင်မှတ်တာတွေတခြားကျွန်တော်ဖြစ်နေတာเนาะဆိုတော့ဦးထင်ထားတဲ့ကလပ်တင်းတွေမတက်ဘဲနဲ့မထင်ထားတဲ့ကလပ်တင်းတွေတက်တာမျိုးတွေ နော်ရာဒီဥရုကိုကျွန်တော်အန်တုနိုင်တဲ့အသင်းကပို့ပြီးတော့အချိန်ကြီးကောင်းကစားနိုင်တာမျိုးတွေကျွန်တော်တွေ့နေရတယ်။ကျွန်တော်နှစ်သင်းစလုံးတွေအခက်ခဲဖြစ်နေတဲ့ဒီနေ့ပွဲမှာရီယယ်မက်ထရီရဲ့ဘက်ကပဲအသာစီးယူနိုင်မလားပေါ့လေ။ညီကလေးရောဘလူမီညလဲဆွေးနွေးကြပါအောင်ဆိုတော့ကြည့်ရှုပါပြီးတဲ့ညီကများလုံးကိုကြည့်ဒီမိုင်းနေပါတယ်။ဆိုတော့ဒီနေ့ညမှာကျွန်တော်တို့ဒီ watch လောက်တော့မရှိတော့ပါဘူးသိတယ်နော်။ဒီပွဲပွဲပြီးသုံးသက်ချက်ပါညာတော့ကျွန်တော်တို့ခုကြိုးပမ်းမယ်။မပွဲရတော့ကြည်မာကို ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တို့ enjoy ဖို့ပုံမှာတော့ဒီညမှာ game ဟိုကျွန်တော် live ရှိ or what or game live ရှိပါတယ်။လာပြီးတော့ကျွန်တော် join ကြပါပေါ့နော်။ဆိုတော့7နိုင်9နိုင်ဝင်ကျင်တော့နော်။ဟိုရှစ်ခွဲဝင်ကျင်တော့ကျွန်တော်သွားမယ်ပေါ့လေ။ကျွန်တော် night web minute 20လောက်လေးကြိုပြီးတော့ schedule လုပ်ပါပါနော်။ဆိုတော့အဲ့ဒီမှာတွေ့ကြပါမယ်။ကြည့်ရှုအပ်ပြီးတဲ့ညီကိုများလုံးကိုကြည်တူများကြပါမယ်။